ျွန်တော်တို့ဒီဂျပန်တီဗီနဲ့သုံးတဲ့အခါမှာကျွန်တော်တို့ဒီဟိုနေ့ဖြစ်လို့ရှိရင်နော်ဒီကောင်းကိုကျွန်တော်တို့ကနော်မီနူးဆက်တင်ပြန်ချင်းပေးရတချို့ TV ကနော်တချို့ TV ကတချို့ TV ကအခုလို့ကျွန်တော် TV လို့ဒီလိုအဖြူမဲထွက်တယ်ပေါ့နော်ဂျပန် TV နဲ့တုံးတဲ့အခါမှာတချို့ TV ကဖြူမဲလည်းမထွက်ဘဲနဲ့သူက ဒီရုပ်ကရုပ်တွေစာတန်းတွေညင်းမနေဘဲသူကအတန်းလိုက်အတန်းလိုက်ခုံနေရနော် TV particle ခုံလို့နော် CRT TV particle တန်းပြီးခုံလို့အဲ့လိုခုံနေရနော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အခုလိုကြည့်ပြီးတော့အဆင်ပြေလို့ချိန်လို့အဆင်မပြေဘူးပေါ့နော်ကျွန်တော်ဒီကောင်ကြတော့ဒီကောင်ကြတော့အခုလိုစာတွေပိုင်းအငြိမ်ပုံးနေကာလာပဲမဝင်တာဆိုတော့ကျွန်တော်ကဒီ remove စာကြည့်ပြီးတော့နှိပ်လို့အဆင်ပြေသေးတယ်အဲခုနကပြောသလို စာကြည့်ပြီးတော့ remote နဲ့လို့အဆင်မပြေတဲ့ TV တွေဆိုရင်တခြားရုပ်ထွက်ကောင်းတဲ့ TV เนาะရုပ်ထွက်အမှန်ထွက်တဲ့ TV တွေမှာသွားပြီးတော့ဆိုကျွန်တော်ဒီဆက်ကိုယူသွားပြီးကျွန်တော်ချိန်ပေးရမယ် setting ပေါ့เนาะအဲ့ဒါကျွန်တော်ဒီ setting ထဲကိုဝင်လိုက်ဟော setting ထဲဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ system system နဲ့ကိုဝင်ရမှာလားတစ်ချက်ချင်း system နဲ့မှာမဟုတ်ဘူးเนาะ system system နဲ့မှာမဟုတ်ဘူးကျွန်တော်တို့ကဟိုနေ့ကသွား ဒီ sky net ဆက်ဆိုလို့ရှိရင်စတင်တော့ဝင်ဝင်ပြီးဒီ output ဆိုတဲ့ဟိုစီကိုဝင်မယ် output ဆိုပြီးတော့ဝင်ပြီးတော့ဒါမှာ tv system ကိုဝင်မယ်နော် tv system ဝင်ပြီးတော့ကျွန်တော် ndsc chain ပေးရမယ်နော် ndsc chain လာပြီးဟုတ်ပြီ ndsc chain ပြီးတဲ့အပြင်ဒီမှာ polar တွေ့ဆိုရင်ကျွန်တော်က asset ratio ကိုဝင်မယ် asset ratio ကလည်းမှန်နေရတယ်နော် asset ratio ကလည်းမှန်တယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ HD resolution ကိုကျွန်တော်တစ်ချက်ဝင်တယ် resolution မှာတစ်ချက်ပြောင်းပြရအောင်ဒီမှာလေးရ 920p မှာเนาะရုပ်ထွက်မမှန်ဘူးเนาะကျွန်တော်1080 i ကိုရွေးကြည့်မယ်1080 i လည်းမမှန်သေးဘူးเนาะ 96p ကိုရွေးကြည့်မယ် 96p လည်းမမှန်သေးဘူးဆိုရင်ကျွန်တော် 480p ကိုရွေးကြည့်မယ်အဲဒါဆို 480p မှာကျွန်တော်တို့ဘာဖြစ်သွားလဲမကာလာဝင်သွားပြီเนาะကာလာဝင်သွားပြီเนาะကာလာဝင်သွားပြီဆိုတော့ 480p မှာကာလာဝင်သွားပြီဆိုတော့ကျွန်တော်တို့အဲဒါဆိုထွက်လို့ရတယ် နော်အဲအဲ့လိုချင်းပေးရတယ်နော်ဟိုသဘောတရားပြောပြကျွန်တော်အဲ့လိုချင်းပေးရတယ်ဂျပန် TV တွေမှာဆိုအဲအဲ့ဒါဆိုလို့ရှိရင်အဲ့လိုချင်းတဲ့နေရာမှာကျွန်တော်ကဒီ HCMI ဂျိုးတက်ထားလို့မရဘူးကျွန်တော်ဒီကောင်နဲ့ပဲချင်းရနော်ဒီကောင်နဲ့ပဲချင်းပေးရနော်ဒီကောင်နဲ့ပဲချင်းပေးရကျွန်တော်ဒီ TV မှာအခုကျွန်တော် TV လို့အဖြုံမဲ့ပေါ်တယ်ကာလာမုံလို့ဆိုရင်နော်ဒီကောင်နဲ့ပဲချင်းပေးရအဲ့လိုချိန်ပြီးတော့မှကျွန်တော်ဒီရုပ်ထွက်ကလာပါမှန်သွားပြီဆိုတော့မှကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ ိုဒီ HTML ကျိုးနဲ့ကျင့်ရုပ်အမှတ်ထွက်မှာပေါ့နော်ထွက်မှာအဲအဲ့ဒါကြီးတစ်ချက်ရှိပါတယ်เนาะအဲ့ဒါရှင်းပြတာပါเนาะအဲ့ဒါတစ်ချက်ရှင်းမယ်